မန်စီးတီးအသင်းရဲ့ဘတ်ဂျီယံတောင်ပိုင်းကစားသမားဒိုကိုဟာပရီးမီးယားလိပွဲစဉ်17ရက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်ပရီးမီးယားလိပွဲစဉ်ဆက်တက်မှာမန်စီးတီးအသင်းကလေဗာပူးကို3ဂိုးပြတ်နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးအဲ့ဒီပွဲမှာဒူကိုကကိုရိုင်းတဂိုးသွင်းယူပြီးတိုက်ဆက်ကိုအဓိကဦးဆောင်ခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ဒူကိုဟာပရိသတ်တွေရဲ့ဆန္ဒမဲ40ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ဆန်နလန်ကဘောလက်က27ရာခိုင်နှုန်း၊ချက်စီကဂါနာချိုက20ရာခိုင်နှုန်းတခြားစကားတင်ကစားသမားတွေက9ရာခိုင်နှုန်းနဲ့အောက်သာရရှိခဲ့ပါတယ်။ဒိုကူဟာပရီးမီးယားလိရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးဟာလန်ကပရီးမီးယားလိပွဲစဉ်6ရက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါဒိုကူကလီဗာပူးနဲ့ပွဲအပြီးမှာပြောင်းပွဲကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းအကြောင်းစဉ်းစားခြင်းမရှိဘဲကို့အသင်းရလက်ကောင်းမှုသာအယုံစိုက်ထားကြောင်းပြောကြားခဲ့ပါတယ်